အော်တိုဘာလ30ရက်နေ့မွန်းလယ်ပိုင်းကမယန်းကုန်းမြို့နယ်ဥအောင်မင်းလမ်းတွင်မှာရှိတဲ့အိမ်တိန်အတွင်းမှာနှလုံးထီရောင်းနေဆိုပြီးရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်စုံစမ်းမေးမြန်းစဉ်အသက်60အရွယ်ရှိတဲ့အမျိုးသမီးကြီးတို့တေဆုံသွားလို့အမှုစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးနေပြီးပါဝင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုခုံရုံးရဲ့စစ်ဆေးချက်ပေါ်မူတည်ပြီးအရေးယူမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့အနောက်ပိုင်းခရိုင်ရဲ့တပ်ဖွဲ့မှဒုတိယရဲမှူးကြီးဝင်းကြီးကနိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းမှာပြောကြားခဲ့ပါတယ်။ ဘေးနောင်နေမြေရဲစခန်းကဒူရဲအုပ်ကျော်ဝဲနိုင်ဦးဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေဟာအရက်ဝစ်များဝက်ကမယန်ကုန်းမြို့နယ်ဥအောင်မင်းလမ်းတွေမှာရှိတဲ့အင်ရှင်ဒေါကင်အုံမြင့်နေထိုင်တဲ့အိမ်အမတ်20ခုမှာနှလုံးထီရောင်းချတာနဲ့ပတ်သက်ပြီးဝင်ရောက်စစ်ဆေးမေးမြန်းစင်မှာပဲဒေါကင်အုံမြင့်ခေါ်တော်ပူဟာတတိလစ်မေမျောတေဆုံသွားခဲ့တာဖြစ်ပါတယ်ဒုတိယရေမိုကြီးဝင်းကြီးကတေဆုံသူဟာငโกကလေးကနှလုံးယောဂါသွေးတိုးယောဂါတွေရှိတယ်လို့သိရပြီးနှလုံးထီနဲ့ပတ်သက်ပြီး သူ့ရဲ့ချွေးမကိုဝင်ဖမ်းရင်းနဲ့ဒီအမျိုးသမီးကြီးကတေဆုံသွားတာဖြစ်ကြောင်းရင်းအနေနဲ့နှလုံးထီနဲ့ပါဝင်ပတ်သက်မှုမရှိဘူးလို့ဆိုပါတယ်တေဆုံသူဒေါခင်အုံမြင့်ရဲ့ခင်မောဥခင်မောင်ရှိကရဲတွေဝင်ရောက်လာချိန်မှာအရက်ဝတ်တွေနဲ့ဝင်ရောက်လာတာဖြစ်ပြီးဝရမ်းပါတယ်လို့ပြောပြီးစစ်ဆေးမေးမြန်းစင်မှာပဲစစ်နီးဖြစ်သူကစေးတောက်ရန်ထိုင်ရမှထလိုက်ရမှာတပွင့်ယာရုရှိတဲ့သူကတွန်းလိုက်ကြောင်း ထဲကျသွားပြီးတဲ့နောက်ရှင်ဘတ်ကိုဖိပေးပါလို့သာပြောပြီးစကားပြောဆိုနိုင်ခြင်းမရှိတော့ဘဲတတိလစ်မင်မျောသွားပြီးတော့စေးယုံကိုပို့ဆောင်နေစမှာပဲဒေါကင်အုံးမြင့်ဟာလမ်းမှာပဲတေဆုံသွားခဲ့တာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဘင်းအောင်ရက်စကန်မှာဒူရဲအုတ်ချန်ကိုကအဆိုပါမှုနဲ့ပတ်သက်ပြီးအင်းစိန်စေးယုံမှာမှုကင်းဆရာဝန်ကြီးများရဲ့မှုကင်းစစ်စစ်ချက်စေးစာရမှာဘာကြောင့်တည်တယ်ဆိုတာကိုသိရမှာဖြစ်ပြီး အိမ်အတွင်းဝင်ရောက်စစ်ဆေးမေးမြန်းရာမှာပါဝင်ဥဆောင်ခဲ့တဲ့ဒူရဲအုပ်ကျော်ဝင်းနိုင်ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။လက်ရှိမှာအဆိုပါအမှုကိုဘီးအောင်ရဲစခန်းမှာတေမှုတေကင်းအမှတ်စဉ်တစ်ခွန်မြင်းဆောင်2023နဲ့အမှုဖွင့်စစ်ဆေးနေတာဖြစ်ပါတယ်။